ရုရှားဟာမကြသေးခင်ကပဲလေကြောင်းတိုက်ခိုက်မှုတွေကိုတိတိတသာတိုးမြှင့်လှုံ့ဆော်လာပါတယ်။ဒါဟာယူကရိန်းကနယ်မြေတွေကိုပုံမိုသိမ်းပိုက်ဖို့အတွက်ဖြစ်ပါတယ်။အထူးသဖြင့်အမေရိကန်ကယူကရိန်းကိုစစ်ရေးအကူအညီတွေဖျက်လိုက်တဲ့အချိန်မှာရုရှားကဒီအခွင့်အရေးကိုအပြည့်အဝသုံးချပြီးနယ်မြေသိမ်းတာကိုပိုပြင်းထန်လာပါတယ်။ဒါဟာငြိမ်းချမ်းရေးနှိမ့်နိုင်မှုမတိုင်ခင် သူတို့ကိုပိုအသာစီးရတယ်လို့ဖြစ်ပါတယ်။အမေရိကန်အကူအညီမရတဲ့ယူကရိန်းဘက်ကတော့ပိုပြီးအားနည်းနေတယ်လို့ခံစားရပါတယ်။ ဒါကြောင့်ယူကရိန်းတပ်တွေဟာအနောက်နိုင်ငံတွေကပေးတဲ့စစ်ရင်တွေ၊လေရင်တွေ၊ရဟတ်ရင်တွေအတူချုပ်ပြောရရင်အနောက်ကပေးတဲ့အရင်းမြစ်တွေကိုအပြည့်အဝသုံးချပြီးအနိုင်ရဖို့ကြိုးစားနေပါတယ်။ရုရှားရဲ့ဒီကြောင်တိုက်ခိုက်မှုတွေကိုကာဝယ်ဖို့အရေးကြီးဆုံးအရာတွေထဲမှာအနောက်နိုင်ငံတွေကပေးတဲ့လေရင်တွေပါပါတယ်။ယူကရိန်းလက်တမ်းမှာရှိတဲ့အနောက်နိုင်ငံတွေကပေးတဲ့လေရင်တွေထဲမှာ F16 တိုက်လေရင်တွေကအထင်ရှားဆုံးဖြစ်ပြီးနောက်ဆုံးထပ်ဖြစ်လိုက်တဲ့ပြင်သစ်လို့တဲ့ Mirage 2005F လေရင်တွေလည်းပါပါတယ်။ ဒီပြင်သစ်လုပ်လျင်တွေကိုပထမဆုံးအသုံးပြုတဲ့အခါယူကရိန်းအတွက်သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့ရုရှားဘက်ကဒုံးကျည်တွေနဲ့ဒရုန်းတွေအများကြီးကိုယူကရိန်းကိုပစ်လွှတ်ခဲ့တဲ့အချိန်မှာပြင်သစ်လုပ်တဲ့ Mirage 2000နဲ့ 5F တိုက်လေယာဉ်တွေဟာယူကရိန်းကောင်းကင်မှာပထမဆုံးအကြိမ်ပြန်တန်းခဲ့ပါတယ်။ Mirage လေယာဉ်တွေဟာ F16 လေယာဉ်တွေနဲ့အတူပြန်တန်းပြီးယူကရိန်းကိုအံ့ဩစရာကောင်းတဲ့လေကြောင်းကာကွယ်ရေးအကာအကွယ်တစ်ခုဖန်တီးပေးနိုင်ခဲ့ပါတယ်။ရုရှားရဲ့လေကြောင်းချိန်ဆိုင်မှုတွေကိုစံချိန်တင်အောင်ပြစ်ချနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုတွေတောင်ရုရှားရဲ့တချိန်ကကြောက်စရာကောင်းတဲ့လေတက်ဟာဆုံးရှုံးမှုတွေနဲ့စိတ်ဒဏ်ကျမှုတွေတောင်ရုန်းကန်နေရပါတယ်။ဒါပေမဲ့ရုရှားဟာယူကရိန်းကိုဘုံကျဲနေစေပါပဲ။လေးလာသူတွေကယူကရိန်းလက်ထဲရောက်လာတဲ့ပြင်သစ်လေရင်အစ်တွေဒါမှမဟုတ်အနောက်တိုင်းစနစ်တွေဟာစစ်မြေပြင်မှာဟန်ချက်ညီမှုကိုပုံမိုပြောင်းလဲစေတယ်လို့ဆိုပါတယ်။ဒါဟာစစ်ပွဲရဲ့ဥတီချက်ကိုပြောင်းလဲနိုင်တဲ့လေရင်တစင်းဟာရှုပ်ထွေးတဲ့စစ်တူရင်မြေတစ်ခုကိုဖန်တီးနေပါတယ်။ ဥရောပကပုံမအားကောင်းတဲ့လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းဖို့ပြင်ဆင်နေချိန်မှာခရမလင်ကလေကြောင်းလွှမ်းမိုးမှုကြဆင်းလာတာကိုရင်ဆိုင်နေရပါတယ်။ပြင်သစ်ရဲ့ Marriage 2005 F လင်းတွေဟာစစ်ပွဲရဲ့ဦးတည်ချက်ကိုပြောင်းလဲပေးနိုင်တဲ့အဓိကအချက်ဖြစ်လာနိုင်သလား။ဒီထူးခြားတဲ့ပြောင်းလဲမှုက Ukraine ရဲ့ F16 လေယာဉ်တွေနဲ့အတူပြင်သစ်လေယာဉ်တွေပူးပေါင်းပြီးစစ်ပွဲကိုပြန်လည်ဦးဆောင်တာရုရှားရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစိန်ခေါ်နိုင်ပုံကိုဒီကနေ့မှပြောပြသွားပါမယ်။ ယူကရိန်းလီဒါကပထမဆုံးဂျိန်မိုင်ရစ်2005 F တိုက်လေယာဉ်တွေကိုအသုံးပြုတာကိုတည်ပြုခဲ့ပါတယ်။ပြင်သစ်ထုတ်လေယာဉ်တွေဟာအရေးကြီးအခြေခံအဆောက်အအုံတွေကိုပိတ်မှတ်ထားတဲ့ရုရှားဒုံးကျည်တိုက်ခိုက်မှုကိုကာကွယ်ဖို့ပါဝင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာမြေပြင်ဒုံးကျည်စနစ်တွေ electronic စစ်ပွဲနည်းပြူဟာတွေနဲ့တိုက်လေယာဉ်တွေအပါအဝင်လေကြောင်းကာကွယ်ရေးပစ္စည်းတွေ ပါဝင်ခဲ့ပါတယ်။ရုရှားတပ်တွေကဓာတ်ငွေထုတ်လို့ရေးစက်ယုံတွေနဲ့အခြားအခြေခံအဆောက်အအုံတွေကိုပိတ်မှတ်ထားပြီးဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ ယူကရိန်းရဲ့ရေဒါစနစ်တွေကလေကြောင်းချိန်ချောက်မှု260ခုကိုခြေရာခံခဲ့ပါတယ်။ဒီထဲမှာဒုံးကျည်68လုံးနဲ့ဒရုန်း194စင်းပါဝင်ပါတယ်။ဒုံးကျည်တွေထဲမှာ KH-101 နဲ့ KH-55SM cruise ဒုံးကျည်35လုံး၊ Caliber cruise ဒုံးကျည်10လုံး၊ Askander M Ballistic ဒုံးကျည်3လုံး၊ S-300 မြေပြင်ဒုံးကျည်4လုံးနဲ့ KH-59 ဒါမှမဟုတ် KH-69 ဒုံးကျည်10လုံးပါဝင်ပါတယ်။ drone တွေထဲမှာ Shahad Liodrin Munition 194စင်းနဲ့အခြားမျိုးစားတချို့ပါဝင်ပါတယ်။ Ukraine လေကြောင်းကာဝေးတပ်တွေကမြေပြင်စနစ်တွေနဲ့ F16 လေယာဉ်တွေ Marriage 2005F လေယာဉ်တွေကိုအသုံးပြုပြီးဒီချင်းချောက်မှုတွေကိုကာဝေးခဲ့ပါတယ်။ Ukraine တပ်ဖွဲ့တွေကလေကြောင်းပစ်မှတ်134ခုကိုဖျက်ဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီထဲမှာ KH101 ဒါမှမဟုတ် KH55SM Cruise ဒုံးကြီး25လုံး Caliber Cruise ဒုံးကြီး10လုံး KH59 ဒါမှမဟုတ် KH69 လမ်းညွန်တုံးကြီးတစ်လုံးနဲ့ Shahed UAV တွေ100ပါဝင်ပါတယ်။ဒါအပြင် Russia တုံးကြီး10လုံးလောက်ကသူတို့ရဲ့ပြစ်မှတ်ကိုမရောက်ခဲ့ပဲ UAV 86လုံးကလည်းတိုက်မိတာမျိုးမရှိဘဲဆုံးရှုံးခဲ့ပါတယ်။ဒီပြစ်မှတ်အားလုံးကို Mirage 2005F နဲ့ F16 တိုက်လေယာဉ်တွေပါဝင်တဲ့၄ချောင်းဖြတ်တိုက်ခိုက်မှုတစ်ခုနဲ့ဖြတ်စည်းခဲ့တာပါ။ ဒီလှုပ်ဆောင်မှုကိုယူကရိန်းတပ်ဖွဲ့တွေကပထမဆုံးချိန်အသုံးပြုတဲ့ပြင်သစ်ထုံ Mirage 2005F ရဲ့ပထမဆုံးအောင်မြင်မှုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်။ဒီလေရင်ကိုမြင်ရတဲ့ဗီဒီယိုတွေတောင်ထွက်ပေါ်လာခဲ့ပါတယ်။ယူကရိန်းလေကြောင်းနယ်မြေမှာ Mirage 2005F ပြန်တမ်းနေတဲ့ဗီဒီယိုတစ်ခုကိုလူမှုကွန်ရက်မှာမျှဝေခဲ့ပြီးဒါကဒီလေရင်ရဲ့ယူကရိန်းမှာပထမဆုံးအတည်ပြုထားတဲ့ပုံဖြစ်လာခဲ့ပါတယ်။ဒီလေရင်တွေကိုယူကရိန်းစီလွှဲပြောင်းပေးဖို့ပြင်သစ်ကဆုံးဖြတ်ပြီးလေကြောင်းမှပြည်ပြင်တိုက်ခိုက်ရေးလုပ်ငန်းတွေအတွက်ပြင်ဆင်ပေးခဲ့ပါတယ်။ Mirage 2005F တွေကို AASM လမ်းညွန်ပုံးတွေနဲ့ SCALB Cruise တုံးကြီးတွေတက်ဆင်ထားပြီး Electronic စစ်ပွဲစနစ်တွေနဲ့ပြင်ဆင်ထားပါတယ်။ဒါဆို Mirage 2005F တွေကရုရှားအတွက်ဘယ်လိုပြဿနာတွေဖြစ်စေနိုင်ကြလဲ။ပထမဆုံးအနေနဲ့ Mirage 2005F ကအမြင့်ဆုံး Mach 2.2အထိပြန်တန်းနိုင်ပြီးလောက်ဆောင်နိုင်တဲ့အမြင့်က18000မီတာရှိပါတယ်။တာဝန်ပေါ်မူတည်ပြီးအကွာအဝေးကွဲခြားနိုင်ပါတယ်။ ြင်သစ်ထုံ Mirage 2005F တိုက်လေယာဉ်တွေ Ukraine နဲ့တထဲပောင်းဝင်လာတာက Ukraine ရဲ့လေကြောင်းကာကွယ်ရေးစွမ်းရင်ကိုမြင့်တင်ပေးပါတယ်။အထူးသဖြင့် American ကထောင်လဲရေးမျှဝေမှုနဲ့လေကြောင်းကာကွယ်ရေးအကူအညီတွေကိုရန်နာလိုက်တဲ့အချိန်မှာပဲဖြစ်ပါတယ်။သိထားတဲ့အတိုင်းပြင်သစ်က Ukraine ကိုထောင်လဲရေးအချက်လက်တွေပေးပါတယ်။ဒီလေယာဉ်တွေကဒီစနစ်နဲ့ကိုက်ကြအောင်ပြင်ဆင်ထားပါတယ်။ AASM လမ်းညွန်ဘုံးနေနဲ့ SCALP Cruise ဒုံးကြီးတွေကိုတပ်ဆင်ထားပြီးအဆင့်မြင့်လေကြောင်းနည်းပညာတွေနဲ့ပြင်ဆင်ထားပါတယ်။ Mirage 2005 F လေယာဉ်တွေဟာဒေချောင်းတိုက်ခိုက်ရေးနဲ့မြေပြင်တိုက်ခိုက်ရေးတာဝန်တွေကိုထမ်းဆောင်နေပါတယ်။ဒီလိုစွမ်းရည်မျိုးစုံရှိမှုကယူကရိန်းရဲ့ခုခံကာကွယ်ရေးနဲ့တိုက်ခိုက်ရေးလုပ်ငန်းတွေကိုအားဖြည့်ပေးနိုင်ပြီးအမေရိကန်ပြည်ထောင်စုရဲ့ထောက်ပံ့မှုညှိနှိုင်းလာတာကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါ့ပြင်ဒီလေယာဉ်တွေရဲ့ရေတွက်ကနည်းတာကြောင့်စစ်မြေပြင်မှာအများဆုံးအကျိုးသက်ရောက်မှုရှိစေဖို့ဤပြူဟာကြတဲ့တပ်ဖြန့်ချထားမှုတွေလိုအပ်ပါတယ်။ Mirage 2005F လေယာဉ်တွေကိုယူကရိန်းကိုလွှဲပြောင်းပေးမယ့်အကြောင်းကိုပြင်သစ်သမ္မတ Emmanuel Macron က2024ခုနှစ်ဇွန်လ6ရက်နေ့မှာရုတ်တံတိုက်ရိုက်မိန့်ခွန်းမှာပထမဆုံးကြေညာခဲ့ပါတယ်။ Macron ကပြင်သစ်ဟာယူကရိန်းကိုဒီလေယာဉ်တွေပေးမယ်ဖြင့်လေယာဉ်မှု4500ကိုလည်းလေ့ကျင့်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒီကြေညာချက်မှာလေယာဉ်ပဏစီပေးမယ်၊ဘယ်ကရမယ်ဆိုတာတွေကိုတော့မပြောထားပါဘူး။2024ခုနှစ်အောက်တိုဘာလမှာတော့ပြင်သစ်ကာကွယ်ရေးဝန်ကြီးဆာဗက်စတန်လာကွန်က Mirage 2005F လေယာဉ်6စီးကိုထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူလွှဲပြောင်းပေးမယ်လို့အတည်ပြုခဲ့ပါတယ်။ဒီလေယာဉ်တွေကိုကာဇမာပြင်ဆင်မိုးမှန်ပြီးမြေမြတိုက်ခိုက်ရေးစွမ်းရည်တွေပေါင်းဆက်ထည့်သွင်းခဲ့ပါတယ်။ယူကရိန်းလေယာဉ်မှုတွေနဲ့ထိန်းသိမ်းရေးဝန်ထမ်းတွေရဲ့လက်ချက်မှုကိုတော့ပြင်သစ်နိုင်ငံ Nancy Leadsk မှာပြုလုပ်ခဲ့ပါတယ်။အဲဒီမှာ Champion တပ်ဖွဲ့က Mirage 2000B လေ့ကျင့်ရေးလေယာဉ်9စီးနဲ့လေ့ကျင့်ခဲ့ပါတယ်။ Mirage 2005F လေးရဲ့ပထမ3ဒီကို2025ခုနှစ်အစောပိုင်းမှာပေးပို့ခဲ့ပြီးကြံတဲ့3ဒီကိုတော့ဒီနှစ်ရဲ့ပထမ3လပတ်မှာပေးပို့ဖို့အစီအစဉ်ထားပါဗျ။ဒီလေယာဉ်တွေကိုပြန်လည်ခွဲဝေပေးတာကပြင်သစ်လေတပ်အတွက်ပြင်ဆင်မှုတွေလိုအပ်ခဲ့ပါတယ်။လွှဲပြောင်းမှုမတိုင်ခင်က Mirage 2005F လေးရင်28စီးလေကြောင်းကာဝေးရေးတာဝန်တွေအတွက် Group Dust Checks, Seagulls နဲ့ Escadron Dust Checks Corpdo မှာတာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ဒီလွှဲပြောင်းမှုကြောင့်လေတပ်တွင်လုပ်ငန်းပြန်လည်စီစဉ်မှုတွေလုပ်ခဲ့ရပြီး ရာဖေးနဲ့မိုင်ရစ်2000ဒီလိန်တွေပေါ်မိခိုမှုတွေပုံများလာခဲ့ပါတယ်။ပြင်သစ်လေတက်မတော်စစ်ဦးစီးချုပ် General Stephen Emine ကတော့ Mirage 2005F တပ်ဖွဲ့တွေရောင်းနေသွားတာက Rafale F4 လေယာဉ်တွေကိုပုံမှန်မြန်မြန်ရရှိလာစေမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့တိုက်လေယာဉ်တွေရဲ့အရေးအတွက်ယာယီလျှော့နေသွားမှာကိုတော့စိုးရိမ်မှုတွေရှိနေပါတယ်။ Mirage 2000တိုက်လေယာဉ်ရဲ့ပထမဆုံးရှေ့ပြေးပုံစံကို1998ခုနှစ်မှာပြန်တန်းခဲ့ပြီး 1984ခုနှစ်မှာပြင်သစ်လေတဲမှာစတင်အသုံးပြုခဲ့ပါတယ်။မူလကတော့လေကြောင်းအသာစီးရဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပေမဲ့နောက်ပိုင်းမှာမြေပြင်တိုက်ခိုက်ရေးနဲ့နီးပြူဟာမြောင်တိုက်ခိုက်ရေးတာဝန်တွေအတွက်ပြောင်းလဲဖန်တီးခဲ့ပါတယ်1990ခုနှစ်တွေမှာမိတ်ဆက်ခဲ့တဲ့ Mirage 2005ဟာ Radar လေကြောင်း Electronics နဲ့စနစ်နဲ့လက်နက်စနစ်တွေမှာအဆင့်မြင့်တင်မှုတွေပါဝင်ပါတယ် Mirage 2005ဟာ The List RDY Radar နဲ့ပါဝင်ပါတယ် ဒီရေဒါဟာပြစ်မှတ်များလာကိုတပြိုင်တည်းချေရခံနိုင်ပြီးတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒီတိုက်လေဟာမီကာလို့ခေါ်တဲ့အနီရောင်အောက်ရောင်ကြီးနဲ့ရေဒါလမ်းညွှန်ဒုံးကြီးတွေကိုထောက်ပံ့ပေးပါတယ်။ပြင်သစ်ဟာသူ့ရဲ့ Mirage 2000C လေယာဉ်တွေကို Mirage 2005F စံနှုန်းအထိအစစ်မြင့်တင်ခဲ့ပြီးအာယုံကန်ကရိယာတွေနဲ့ကာဝေးရေးစနစ်တွေကိုမြင့်တင်ခဲ့ပါတယ်။ဒါပေမဲ့လေကြောင်းကာဝေးရေးတာဝန်ကိုတော့ဆက်လက်ထိန်းသိမ်းထားပါတယ်။ဒီလေယာဉ်တွေကိုအရင်ကနေတိုးလေကြောင်းရဲတပ်ဖွဲ့တာဝန်တွေမှာအသုံးပြုခဲ့ပါတယ်။ လက်ရှိမှာတော့ Mirage 2005F တိုက်လေယာဉ်တွေဟာယူကရိန်းမှာရှိတဲ့ဆိုဗီယက်လက်နက်တွေနဲ့အနောက်နိုင်ငံတွေကပေးတဲ့ F16 တိုက်လေယာဉ်တွေကိုဖြည့်ဆွတ်ပေးဖို့ရည်ရွယ်ထားပါတယ်။ F16 တိုက်လေယာဉ်တွေအကြောင်းပြောရရင်ယူကရိန်းလေယာဉ်မှူးတအူဟာ F16 နဲ့ဒုံးကြီး6ဆင်းကိုပစ်ချပြီးစံချိန်တင်ခဲ့တာကိုသတိရမိကြမှာပါ။ဒီစံချိန်ဟာယူကရိန်းလေတပ်ရဲ့တိုးတက်မှုကိုပြသနေပါတယ်။တာဝန်တစ်ခုထဲမှာရုရှားဒုံးကြီး6ဆင်းကိုပစ်ချတာဟာမလွယ်ကူတဲ့အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့်ယူကရိန်းလေယာဉ်မှုတွေဟာ F-16 တိုက်လေယာဉ်တွေကိုသင်ယူနေစေချိန်မှဖြစ်ပါတယ်။ဒါပေမဲ့ယူကရိန်းလေယာဉ်မှုတွေဟာမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်။ American စစ်တပ်အရာရှိတွေဟာဒီအံ့ဩစရာအောင်မြင်မှုကိုချီးကျူးမဆုံးဖြစ်ခဲ့ပါတယ်။ကာလရှည်ကြာ American လေတပ်မှာ F-16 လေယာဉ်မှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအတွေ့အကြုံ25နှစ်ရှိတဲ့ဗိုလ်မှူးကြီး John Vandenberg ကဒါဟာအထင်ကြီးစရာအောင်မြင်မှုတစ်ခုဖြစ်ပြီး Ukraine လေတပ်ဘလောက်တိုးတက်လာသလဲဆိုတာကိုပြသနေတယ်လို့ပြောခဲ့ပါတယ်။ သူကလေရင်မှုရဲ့노ကြတက်ကြွမှုနဲ့နှိမ်ညံသာတုံ့ပြန်နိုင်မှုတွေကယူကရိန်းလီဒါရဲ့စွမ်းရည်တွေကိုဖော်ပြနေတယ်လို့ထောက်ပြခဲ့ပါတယ်။ဂျွန်ဗန်နေဘဲကဒီကိစ္စမှာလေရင်မှုဟာခရုစမစ်နိုင်ငံတွေကိုသိရှိအောင်လုပ်ပြီးတိုက်လေရင်တွေကိုအောင်မြင်သာခြေမုံးနိုင်ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ဘန်အေဘဲကဒီလိုတုံ့ပြန်မှုမျိုးဟာရိုးရိုးလေးလုပ်လို့ရတာမျိုးမဟုတ်ပဲယူကရိန်းရဲ့ကိုယ်ကဲမှုနဲ့ထိ ंछ ုံမှုစနစ်တွေစန်တာတွေရေဒါတွေချော့ချော့မှုတွေလုပ်လို့ဖို့လိုတယ်လို့ပြောခဲ့ပါတယ်။ Griffith Asia Institute ကဩစတြေးလျလေတပ်ရာရှိဟောင်းပီတာကတော့ဒီတုံ့ပြန်မှုကယူကရိန်းလေရင်မှုဟာအခြေအနေတွေပြောင်းလဲမှုကိုလှင်မြန်သာတုံ့ပြန်နိုင်တဲ့အတွက်ကောင်းမွန်တဲ့နေကျင့်မှုတွေရခဲ့တယ်ဆိုတာကိုပြသနေတယ်လို့ပြောခဲ့ပါတယ်။ယူကရိန်းရဲ့ F16 လေရင်မှုတွေဟာနယ်သာလန်၊ကနေဒါ၊ဒိမတ်၊အမေရိကန်နဲ့ရိုမေးနီးယားတို့ပါဝင်တဲ့မဟာမိတ်တွေစီကလေ့ကျင့်မှုတွေရယူခဲ့ပါတယ်။ယူကရိန်းစစ်သားအများစုကအနောက်နိုင်ငံမဟာမိတ်တွေစီကလေ့ကျင့်မှုတွေရခဲ့ပေမဲ့ ဒီမဟာမိတ်တွေကလည်းယူကရိန်းကရုရှားကိုဘယ်လိုတိုက်ခိုက်ရမယ်ဆိုတဲ့နည်းပြဟာတွေကိုသူတို့ကိုလေ့ကျင့်ပေးခဲ့တယ်လို့ဆိုပါတယ်။တစ်ဖက်မှာတော့ရုရှားလေယာဉ်မှုတွေဟာမြေပြင်ထိတ်ထုပ်ရေးမှုတွေစီကအမိတ်တွေကိုနာခံတတ်တဲ့ဂုဏ်သတင်းရှိပေမဲ့ဒီဖြစ်ရက်ကတော့ယူကရိန်းလေယာဉ်မှုတွေဟာအနောက်တိုင်းနီးလန်းတွေကိုကျင့်သုံးပြီးအခြေအနေသိရင်လွတ်လွတ်လပ်လပ်နဲ့တိုက်ခိုက်နိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒါကြောင့်လည်းသူတို့ဟာရုရှားလေတပ်ကိုလှည့်စားနိုင်နေတာပါ။ယူကရိန်းရဲ့စစ်တပ်ကိုအနောက်တိုင်းစနစ်နဲ့ညီပြောင်းလဲတာက နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ရည်မှန်းချက်အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့ယူကရိန်းဟာရုရှားနဲ့ဆစ်ဖြစ်နေတဲ့အတွက်နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ကတော့မသေးကြသေးပါဘူး။ယူကရိန်းစစ်တပ်ရရှိတွေကလည်း F16 လေယာဉ်မှုရဲ့စွမ်းဆောင်ချက်ကိုနေတိုးရဲ့နီးပြူဟန်နဲ့ညီမှတ်ချက်ပြုခဲ့ကြပါတယ်။ဒီလေယာဉ်မှုဟာဒုံးကျည်တွေကုန်သွားပြီးလောင်စာဆီလဲနေနေချိန်မှာရုရှားဒုံးကျည်နှလုံးကိုထပ်မံလိုက်လံတိုက်ခိုက်ဖို့အမြန်ဆုံးဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါဟာပိုပြီးအန္တရာယ်များတဲ့တိုက်ပွဲဖြစ်ပြီး လေရင်ကိုထိမ့်ချုပ်နိုင်မှုနဲ့အနီးအနားမှာလုံခြုံတဲ့လေရင်ဝင်ရှိတယ်ဆိုတဲ့ယုံကြည်မှုလိုအပ်ပါတယ်။ယူကရိန်းစစ်တပ်ကတပ်သားတွေနဲ့ကောင်းဆောင်တွေကိုဗဟုမထိမ့်ချုပ်မှုကနေကင်းကွာပြီးအမြန်ဆုံးဆုံးဖြတ်ချက်ချဝင်ပေးထားတယ်လို့အရာရှိတွေကပြောခဲ့ပါတယ်။ဒီလိုလုပ်တာကယူကရိန်းစစ်တပ်ကိုပိုပြီးလှင်မြန်ထိရောက်စေပါတယ်။ဒါပေမဲ့ရုရှားကတော့ဆုံးဖြတ်ချက်တွေကိုလွှဲပေးဖို့ဝင်လေးနေတာကြောင့်စစ်မြေပြင်အခြေအနေတွေကိုတုံ့ပြန်မှုနှေးကွေးပြီးဒါကြောင့်စစ်ကောင်းဆောင်တွေတောင် ဆုံးရှုံးခဲ့ရပါတယ်။ လေတောင်းဆွမ်းအနေနဲ့ကမ္ဘာထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ရုရှားအတွက်ဒီကန်ဆိုးတဲ့ရှုံးနိမ့်မှုကခရမလင်ပေါ်ယုံကြည်မှုကိုပြင်းထန်စွာထိခိုက်စေနိုင်ပါတယ်။ကြောင်းမြန်အနေနဲ့ F16 တိုက်လေယာဉ်တွေပေါ်ယုံကြည်မှုကတော့တိတိတသာတက်လာနိုင်ပါတယ်။ F16 တိုက်လေယာဉ်တွေဟာရှေ့လျားတဲ့မြေပြင်မှလေကြောင်းပစ်ဒုံးကျည်တပ်ဖွဲ့တွေလက်နက်တပ်ဆင်ထားတဲ့ truck ကားတွေနဲ့ drone တိုက်ခိုက်ရေးတောင်းဝင်ထမ်းဆောင်နေတဲ့လေယာဉ်ပြင်တွေပါဝင်တဲ့လေကြောင်းကာကွယ်ရေးကွန်ရက်ကိုပုံမှန်များပြားလောက်အောင်ဖွံ့ဖြိုးစေခြင်းအဖြစ် ကိရက်ကိုကာဝေးရေးအာထုတ်မှုတွေမှာအထောက်အကူဖြစ်စေမယ်လို့ကြိုတင်ညွှန်းဆိုထားပါတယ်။ဒါကြောင့်ယူကရိန်းဟာ F-16 တိုက်လေယာဉ်တွေရဲ့ပထမဆုံးအတုပ်ကိုရရှိချိန်ကလေးကဒီလေယာဉ်တွေဟာနိုင်ငံရဲ့လေကြောင်းကာဝေးရေးပြူဟာမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လိမ့်မယ်ဆိုတာရှင်းလင်းနေပါတော့တယ်။ဖင်လန်ကသုံးသက်သူဂျိုနီအက်စကိုလာက F-16 တိုက်လေယာဉ်တွေဟာအိုဟောင်းနေပေမဲ့အသုံးဝင်ဖို့ပိုအရေးကြီးတယ်လို့ထောက်ပြခဲ့ပါတယ်။ Ascola ရဲ့အဆိုအရယူကရိန်းရဲ့ F16 တိုက်လေယာဉ်တွေဟာအတော်လေးအဟောင်းတွေဖြစ်နေပေမဲ့ AMRAM နဲ့ site window ၄ချောင်းပစ်ဒုံးကြီးတွေတက်ဆင်ထားပါတယ်။ဒီဒုံးကြီးတွေဟာဈေးကွက်ထဲမှာနောက်ဆုံးပေါ်တွေမဟုတ်ပေမဲ့ယုံကြည်စိတ်ချရပြီးယူကရိန်းရဲ့မဟာမိတ်တွေစီကနေအလွယ်တကူရနိုင်ပါတယ်။ဒါကြောင့်ယူကရိန်းလီဒါဟာ F16 တိုက်လေယာဉ်တွေအတွက်လက်နက်ခဲယံမီးကြောက်တွေကိုတည်ငြိမ်စွာထောက်ပံ့နိုင်ပါတယ်။လာမယ့်နှစ်မှာ F16 တိုက်လေယာဉ်တွေဟာယူကရိန်းစစ်တပ်စီကိုပိုမိုရောက်ရှိလာမှာဖြစ်တဲ့အတွက်၄ချောင်းကာကွယ်ရေးတာဝန်တွေအတွက် F16 တိုက်လေယာဉ်တွေကိုတပ်ဖြန့်အသုံးပြုတာဟာယုံကြည်ရှိပါတယ်။ အထူးသဖြင့်ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့အချိန်မှာပေါ့ယူကရိန်းစစ်တပ်ဟာနေ့စဉ်တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ဖို့ကြားနိုင်သမျှအရင်းမြစ်တွေကိုအသုံးပြုနေပါတယ်1980ခုနှစ်ကမွန်မန်ထားတဲ့ F16 တိုက်လေယာဉ်တွေဟာဒီတောင်ဝင်အတွက်ကောင်းကောင်းအသုံးတည်ပါတယ်ယူကရိန်း F16 တိုက်လေယာဉ်တွေရဲ့ပထမဆုံးတပ်ဖြတ်မှုကိုရုရှားရဲ့ cruise missile တွေကိုခြေမုံမှုအတွက်အဓိကထားခဲ့ပါတယ်ဒါကြောင့်ယူကရိန်းလေတပ်ဟာသူ့ရဲ့အရင်းမြစ်အစ်စ်တွေကိုအနည်းငယ်ထိန်းချုပ်နိုင်ပြီး NDA နဲ့တပ်ဝင်ခြင်းမှာအသုံးပြုနိုင်ခဲ့ပါတယ်။ဒါ့ပြင်မဲ့ F16 တိုက်လေယာဉ်တွေထပ်ရောက်လာပြီးယူကရိန်းနေတဲ့ရဲ့လုပ်ငန်းလုံဆောင်နိုင်တဲ့တွေတိုးတက်လာတာနဲ့မျှသူတို့ရဲ့တာဝန်တွေဟာလည်းပြောင်းလာဖို့များပါတယ်။ဒီခင်မီတိုက်လေယာဉ်တွေကိုရုရှားတိုက်လေယာဉ်တွေနဲ့ရှုပ်ထွေးတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေတို့ပိုစိန်ခေါ်မှုများတဲ့ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့တာဝန်ပေးနိုင်ပါတယ်။ဖင်လန်ကသုံးသက်သူဂျွန်နီအက်စကာလာကတော့ယူကရိန်းမှာ F16 တိုက်လေယာဉ်တွေဟာထပ်ရလာပြီးလေယာဉ်မှုတွေ Sub EW လေယာဉ်တွေ အတွေ့အကြုံတွေနဲ့ဒုံးကြီးတွေပိုများလာရင်ဒီတိုက်တဲ့ရင်တွေကိုလေချောင်းကာကွယ်ရေးတစ်ခုတည်းအတွက်ပဲသုံးမှာမဟုတ်ပဲအခြားရည်ရွယ်ချက်တွေအတွက်ပါသုံးလာနိုင်မယ်လို့ယုံကြည်ထားပါတယ်။ Escalar က F16 တိုက်လေရင်တွေဟာဒီပဋိပက္ခကိုအပြောင်းလဲဖြစ်စေမယ့်အရာတွေလို့မမြင်ပေမဲ့ပိုများတဲ့တောင်ဝင်တွေမှာတဖြည်းဖြည်းပိုပောင်ဝင်လာမယ်လို့ယုံကြည်ပါတယ်။ F16 တိုက်လေရင်တွေကိုပိုပြင်းထန်တဲ့ပဋိပက္ခတွေအတွက်အဆင်သင့်ဖြစ်အောင်အနောက်နိုင်ငံတွေနဲ့ယူကရိန်းအာဏာပိုင်တွေကဒီလင်ယွင်တွေကိုခင်မီကာကွယ်ရေးစနစ်တွေနဲ့ပြင်ဆင်ပေးနေပါဗျ ယူကရိန်း F16 တိုက်လေယာဉ်တွေမှာရုရှားတုံးကြီးတွေကနေကာဝယ်ဖို့ Pylon Integrated Deployment System နဲ့ Electronic Combat Integrated Pylon System တွေတက်ဆင်ထားပါတယ်။ယူကရိန်းလေတပ်တွေ F16 Viper တိုက်လေယာဉ်တွေရဲ့ပထမဆုံးအသုံးမရောက်ခင်မှာ American လေတပ်ကဒီလေယာဉ်တွေပေါ်ကအလျက်စစ်စစ်ဆင်ရေးစနစ်တွေကိုအကောင်းဆုံးဖြစ်အောင်ကူညီပေးခဲ့ပါတယ်။ Assist တိုက်လေယာဉ်တွေမုံမှန်ပြင်ဆင်မှုတွေလုပ်ထားတာကြောင့်ရုရှားရဲ့ချိန်ချောက်မှုတွေကိုကောင်းကောင်းတွန်းလှန်နိုင်သွားတဲ့ ကာကွယ်ရေးဆိုင်ရာတွေတိုးတက်လာပါတယ်။ဒီတိုက်လေယာဉ်တွေကိုနောက်ပိုင်းမှာပုံမိုကြီးမားတဲ့အဆင့်မြင့်တင်မှုတွေလုပ်ဖို့မျှော်လင့်ထားပါတယ်။ယူကရိန်းစစ်တပ်ကိုပေးအပ်ထားတဲ့ F-16 တိုက်လေယာဉ်တွေဟာလည်းဒီအဆင့်မြင့်တင်မှုတွေကနေအကျိုးကျေးဇူးရရှိမှာဖြစ်ပါတယ်။ဒီအခြေအနေကရုရှားတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပါတယ်။အကြောင်းကတော့ယူကရိန်းစစ်တပ်ဟာလေကြောင်းဆွိုင်းအာမတာလွန်နေပြီးရုရှားတွေရဲ့ကျူးကျော်မှုလှုပ်ရှားမှုတွေကိုတိတိတသားကန့်တတ်နိုင်လာမှာဖြစ်လို့ပါ။ဒါကြောင့်ယူကရိန်းဘက်က F-16 Mirage တိုက်လေယာဉ်တွေနဲ့ သူ့ရဲ့လင်းရင်အင်အားကိုအားဖြည့်နေတယ်မှာရုရှားလီဒက်ရဲ့အခြေအနေကဘယ်လိုရှိတယ်လဲတချိန်တုန်းကရုရှားလီဒက်ဟာနေတိုးပြောသလောက်မဆိုရဘူးပင်လယ်ကွေ့စစ်ပွဲမှာအမေရိကန်နဲ့ရှင်ရင်စွမ်းဆောင်ရည်ညံ့တာက S300 လို့ရုရှားဒါမှမဟုတ်ဆိုဗီယက်လေကြောင်းကာဝေးရေးစနစ်တွေရဲ့အရေးသွေးကောင်းလို့ပါလို့တွေးထင်ခဲ့ကြပါတယ်ဒါပေမဲ့ယူကရိန်းကိုကျူးကျော်စဉ်ကရုရှားလေယာဉ်369သီးနဲ့ဟဲလီကော်ပတာ329သီးဆုံးရှုံးခံရရတဲ့အခါညံ့ဖျင်းမှုတွေဟာပေါ်လင်းထင်ရှားသွားခဲ့ပါတယ် ယူကရိန်းစစ်တပ်မှာအားကောင်းတဲ့လင်းအင်အားမရှိပေမဲ့ရုရှားလေတပ်ရဲ့စွမ်းဆောင်ရည်ဟာအလွန်ညံ့ဖျင်းခဲ့ပါတယ်။ယူကရိန်းစစ်ပွဲနှစ်နှစ်ကျော်ကြာပြီးနောက်ရုရှားလေတပ်ဟာသူ့ရဲ့လင်းအင်အား၁၀ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပါတယ်။ယူကရိန်းဘက်ကလည်း VKS လို့သိကြတဲ့ရုရှားလေတပ်ကိုအောင်မြင်မှုတချို့ရရှိခဲ့ပါတယ်။ဒီအောင်မြင်မှုတွေထဲမှာရုရှားရဲ့ A50 ကုတ်ကဲမှုနဲ့ထိန်းချုပ်ရေးလေယာဉ်အနည်းဆုံးနှစ်စီးကိုပစ်ချနိုင်တာပါဝင်ပါတယ်။ယူကရိန်းထောင်လန်းရေးတွေရဲ့အဆိုအရ ရုရှားရဲ့ A50 လေယာဉ်ခုနှစ်စီးတဲ့ကသုံးသည်ဟာပြုပြင်ထိမ့်သိမ့်မှုနဲ့ခင်မီမုံမံမှုတွေကိုခံယူနေရပါတယ်။အနောက်နိုင်ငံတွေကနေထောက်ပံ့ထားတဲ့ယူကရိန်းလေကြောင်းကာဝေးရေးစနစ်တွေကိုရုရှားလေယာဉ်တွေကရှောင်ရှားနိုင်ခဲ့ပေမဲ့ဒီလိုဆုံးရှုံးမှုတွေကြောင့်ရုရှားလေတပ်ဟာစိန်ခေါ်မှုတွေကိုကြုံတွေ့နေရဆဲဖြစ်ပါတယ်။ပူတင်ရဲ့လေယာဉ်တွေဟာလုံလောက်တဲ့စွမ်းဆောင်ရည်မရှိသေးပဲနေတိုးကိုရှင်ပြိုင်နိုင်စွမ်းမရှိသေးဘူးဆိုတာဒီအချက်တွေကပြသနေပါတယ်။ဒါဆိုရုရှားမှာဘလို့လေကြောင်းအင်အားတွေကျန်နေသေးတယ်။ 2024ခုနှစ်မတ်လအထိရုရှားမှာ Su-35 တိုက်လေယာဉ်100ခန့် Su-34 တိုက်ဘုံးကျဲလေယာဉ်100ကျော်နဲ့ A50 စောင့်ကြည့်ရေးနဲ့ထိန်းချုပ်ရေးလေယာဉ်9စီးရှိနေသေးတယ်လို့ Ukraine စစ်တပ်ထောက်လှမ်းရေးကပြောပါတယ်။ Ukraine ရဲ့ထောက်လှမ်းရေးအချက်လက်တွေရ Su-34 တိုက်ဘုံးကျဲလေယာဉ်10စီးနဲ့ Su-35 တိုက်လေယာဉ်2စီးပြစ်ချခံခဲ့ရတယ်လို့ခန့်မှန်းထားပါတယ်။ဒီအရတွက်ဟာ Ukraine အတွက်အတော်လေးအောင်မြင်မှုရှိတယ်လို့ဆိုရပါမယ်။အကြောင်းကတော့ဒီလေယာဉ်တွေဟာဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိနေလို့ပါ။ 2024ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကရုရှားလေယာဉ်စက်သုံးသည့်ကိုနှစ်ပတ်တွင်းပစ်ချနိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒီရေအတွက်ဟာ2022ခုနှစ်အောက်တိုဘာလကတည်းကတလာတွင်းပစ်ချနိုင်ခဲ့တဲ့အများဆုံးလေယာဉ်အရေအတွက်ဖြစ်ပါတယ်။ယူကရိန်းလေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဟောင်းယူရီအိုက်နက်ကရုရှားလေယာဉ်တွေပုံမပစ်ချခံရတာဟာယူကရိန်းမဟာမိတ်တွေကထောက်ပံ့ပေးထားတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကြောင့်လို့ပြောခဲ့ပါတယ်။ဒီစနစ်တွေကိုစစ်ဦးစီးချုပ်တွေရဲ့ဆုံးဖြတ်ချက်နဲ့နေဆက်ဒေတာဒါမှမဟုတ် စစ်မျက်နှာနဲ့ပုံနီးတဲ့နေရာတွေကိုရွှေ့ပြောင်းတက်ဆင်ထားလို့ပါ။တနည်းအားဖြင့်ရုရှားလီဒါဟာအနောက်နိုင်ငံတွေရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကြောင့်စွမ်းဆောင်ရေးကြာဆင်းနေရတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။